ငလျင်ဘေးသင့်ပြည်သူတွေကိုတနာပေမဲ့တကြံမှာမထင်ထားလောက်ကဲနေတဲ့ဖြူဖြူထွေးအလုံးမဲမိကလာပေါင်းဗမစ်စနောင်းကနေကျူးစွလိုက်ပါတယ်မြစ်တာရှင်မာလေးဖြူဖြူထွေးကငလျင်ဘေးသင့်ပြည်သူတွေကိုစဒုထချင်းထည့်ပြင်ပန်းခံပြီးတော့လွတ်တန်းပေးခဲ့တဲ့သူပေါင်း စကိုင်းမန္တလေးကြောက်ဆယ်မြို့ရဲ့အပြင်အလဲထီကိုပါလာရောက်လွတ်တန်းပေးခဲ့တာကြောင့်ဖြည်းဖြည်းထွေးကိုလေးစားတဲ့သူတွေရှိပါတယ်ဖြည်းဖြည်းထွေးကလူမှုဝန်ထမ်းအလုပ်တွေကိုပရိုက်တာအနေနဲ့ကုညီပေးနေကတဘာဝဘေးရန်ရဲ့ဖြစ်တိုင်းမှာအများတန်းတက်ကြွနေတဲ့သူပေါင်းသူကိုယုံကြည်လို့လွတ်တန်းနေကြတဲ့သူတွေကိုလည်းဖြည်းဖြည်းထွေးကတရုတ်ချင်းစီလက်ထဲထိရောက်လွတ်တန်းပေးတတ်ပါတယ် ဖြစ်ဖြစ်ထွင်အောင်မျက်နှာပြပြောနေတက်ပေမဲ့လည်းငလျင်ဘေးတင်ပြည်သူတွေကိုတနာတာကြောင့်မျက်ရည်ကျခဲ့ရပါသေးတယ်။လူများစွာကွယ်လွန်ပြီးအသက်ဆုံးရှုံးသွားရတဲ့အတွက်ဖြစ်ဖြစ်ထွင်ကစိတ်မကောင်းဖြစ်ပြီးကျန်ရတဲ့မိသားစုတွေကိုနှစ်သိမ့်ပေးခဲ့ပါတယ်။ဒီဘေးမှာကုညီခဲ့တာထက်ပိုပြီးအထောက်ခဲ့တဲ့ဖြစ်ဖြစ်ထွင်ကြောင့်ဆင်ပြေသွားတဲ့မိသားစုတွေလည်းရှိပါတယ်။မိသားတွေစားစရာတွေအမိုးကာတွေလှူဒန်းပေးခဲ့တဲ့ဖြစ်ဖြစ်ထွင်ကတကြံအကြံ့နေမှာတော့မထင်မှတ်ထားလောက်ပျော်နေတာကြောင့်ပြည်သက်တွေကအံ့ဩနေကြတာပါ။ ဖြစ်ဖြစ်ထွက်ကလှကုမျိုးနယ်က Ryan Water Park မှာတောင်ရောက်တည်ဆောခဲ့တာဖြစ်ပြီးအဖေနဲ့ပေးသက်တွေကလည်းရက်များပါတယ်။ငလျင်ဘေးကြီးဖြစ်ခဲ့တာမကြသေးသလိုလူများစွာအသက်ဆုံးရှုံးထားရပြီးအိုးအိမ်တိုက်တာတွေလည်းပြိုသွားခဲ့ရတာကြောင့်စာနာတဲ့အနေနဲ့ဒီနေ့တကြံကိုမကျင်းပကြပါဘူး။လူအများဝန်းနေနေတဲ့အချိန်မှာအလိုက်တိပေးတင်တာကြောင့်တကြံတချင်းတွေကိုလည်းကြက်ကြဲမဖွင့်ဖို့အတွက်သတိပေးထားကြပါတယ်။အဲ့ဒါကြောင့်ဒီနေ့တကြံမှာတရားဘာဝနာနဲ့ပဲဖြတ်တန်းကြပြီးငလင်ဘေးသင့်ပြည်သူတွေကိုစာနာတဲ့ဖြည်းဖြည်းထွေးကတော့စင်ပေါ်မှာတခြင်းတွေကိုစုံနေတာပါ ဖြည်းဖြည်းထွေးကတချင်းတွေကိုတဝကြီးဖြောပြေးပေးခဲ့တာကြောင့်ဆင်ရောက်ကပြည်သက်တွေကလည်းပျော်နေကြပါတယ် ငလျင်ဘေးသင့်ပြည်သူတွေကိုစာနာတဲ့အနေနဲ့အနုပညာရှင်ကြီးတွေကတော့ဘွဲတွေကိုရန်နာထားတဲ့အချိန်မှာဖြည်းဖြည်းထွေးကတော့အကရီနဲ့လိုက်လံဖျော်ဖြေနေတာကြောင့်ဝေဖန်ခံနေရတာပေါ့အစိုးရကြီးတွေတောင်းလက်ခံထားတဲ့ဘွဲတွေကိုနာပြီးလက်မှတ်တွေကိုပြန်အမ်းနေတဲ့အချိန်မှာဖြည်းဖြည်းထွေးကတော့ water park မှာအရန်ပျော်ရွှင်နေပါတယ်ငလျင်ဘေးသင့်ပြည်သူတွေကိုတနာတယ်လို့ပြောခဲ့ပေမဲ့လည်းလူမလောင်းကနေပြီးသချင်းတွေစုံနေလို့ဟန်ဆောင်ပြီးတော့တနာပြနေတာလားလို့မင်းနေကြပါတယ်ဖြည်းဖြည်းထွေးကိုတိုင်းလာရောက်ဖျော်ဖြေပေးမယ်ဆိုတဲ့သတင်းကြောင့် water park ကိုလာရောက်ကြည့်ရှုကြသူတွေလည်းများပါတယ် ဒါပေမဲ့ဖြည်းဖြည်းထွက်ကလည်းဝိုင်းရဲအတွက်ရှောက်ဖွေအောင်မှဖြစ်လို့တချင်းစုံနေရတာဖြစ်တဲ့ကြောင်းနားလည်ပေးရသူတွေကလည်းရှိပါတယ်ဖြည်းဖြည်းထွက်အောင်ငလျင်အတွက်အချို့မှတက်လူတန်းခဲ့ပြီးအခုတော့သူ့အတွက်စီးပွားရေးရတချင်းတွေကိုဖျော်ပြနေရပါတယ်ဒါကြောင့်အပြစ်မမြင်သင့်တဲ့အကြောင်းဒီလိုဖျော်ပြမှသာအနုပညာကြီးရပြီးငလျင်ဘေးသင့်ဖြစ်သူတွေကိုပြန်လုံနိုင်မှဖြစ်တဲ့ကြောင်းသူရဲ့ပြည်သက်တွေကပဲဖြည့်ရှင်းပေးနေကြပါတယ်ဖြူဖြူထွေးအောင်ငလျင်လှုပ်ပြီးနောက်တရက်ကနေစတင်ကငလျင်ဘေးသင့်ပြည်သူတွေကိုလှူဒန်းနေကြတာနှစ်ပတ်ကျော်သွားခဲ့ပါပြီ ငလျင်ကာလအတွင်းမှာဖြစ်ဖြစ်ထွေးကရွှေဆိုင်လို့ရတဲ့အလုပ်တွေကိုလည်းရွှေဆိုင်ထားပြီးအလူတက်ပဲအားထက်ကလှူဒန်းနေကြတာပေါ့သူအတွက်ပွဲရီမှာတီဆိုမအနုပညာကြီးရတာဖြစ်တဲ့အတွက်တကြံအချက်တွေမှာတချင်းတွေစုံနေပါတယ်ငလျင်အလှူအတွက်လှူစင်မှာလည်းဖြစ်ဖြစ်ထွေးကစိန်ရောကိုပါပြင်မခံခဲ့တဲ့လုံးခုချိန်မှာလည်းသူ့ရဲ့အလုပ်အတွက် water park မှာတချင်းစုံနေပါတယ် ငရေဘေးသင့်ပြည်သူတွေကိုတနာလို့မျက်ရည်ကျခဲ့ရပေမဲ့လည်းစီးပွားရေးကရှိသေးတာကြောင့် Water Park မှာတချင်းစုံနေတဲ့ဖြူဖြူထွေးပေါင်းပရိသတ်တို့ရဲ့အမြင်ကိုလည်းပြပြခဲ့ပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်နောက်ထပ် Celebrity သတင်းများအတွက်ကျမတို့ရဲ့ Page ကို Like and Follow လေးလုပ်ခဲ့ကြပါအောင် နော်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ